ပြေဝန်းနေတဲ့လာမင်းကြီးရဲ့အလင်းရောင်ဟာရွာရဲ့အနောက်ဘက်ကနေတော်တော်လေးဝေးတဲ့နေရာမှာရှိတဲ့ရဲရင်တို့ရဲ့ဟောင်းနှမ်းနေတဲ့တစ်သားအိမ်ဘောကိုတစ်ပင်တည့်ရိတ်တွေချာနေထိုးဖောက်လို့ကြာရောက်နေပါတယ်တိတ်ဆိတ်လာတဲ့ညအချိန်မှာကြီးငတ်တရဲ့အော်တန်တွေဟာရဲရင်နဲ့မြို့အောင်တို့ငွေချင်းနှစ်ယောက်ရဲ့စကားပြောတန်ရီမောတန်နေနဲ့ရောနှောကပေါန့်ဆန့်နေကြတယ်ဗျာသူတို့ရှိကမိရင်လေးရဲ့အလင်းရောင်ဟာအရက်ကြောင့်ရဲရဲနီးနေတဲ့သူတို့ရဲ့မျက်နှာတွေကိုထိုးဟတ်လို့နေပါတယ်ဟဲ့ရဲရင် ငါတို့ဒီညတောက်တာနည်းနည်းများနေပြီထင်တယ်ကွာယောဟာငါတို့မဆုံးတာအတော်ကြာပြီလေကွာအခုမှပြန်တွေ့ရတာ哦တောက်ဆက်မှာမူးအောင်တောက်ပြီးရင်ငါတို့ဒီညဒီမှာပဲအိတ်လိုက်ကြတာပေါ့နော်သူတို့နှစ်ယောက်ဟာရွာထဲကကောင်မလေးတွေအကြောင်းအနေကြောက်မက်ဖွယ်တရေချောက်တဲ့ဇလန်းတွေအထိစကားတွေပြောကြရင်းနဲ့အေဂျန်တာယာလှတဲ့ပတ်ဝန်းကျင်ကိုခန်းစားရင်းအရက်ဆက်တောက်နေခဲ့တယ်ဗျမျိုးအောင်ကနတ်ဝိညာဉ်တွေနဲ့ပတ်သက်တဲ့လျှို့ဝှက်စမ်းကြတဲ့အကြောင်းအရာတွေကို အရန်ယုံကြည်တတ်သူဖြစ်ပြီးရဲရင်ကတော့အဲ့ဒီလိုအကြောင်းအရာတွေကိုအမြဲတမ်းရီမော့လောင်ပြောင်းလေးရှိကလုံးဝအယုံကြည်လည်းမရှိတဲ့သူဖြစ်ပါတယ်ဒီလိုနဲ့ဆက်တောက်လာရင်ညံ့လာတဲ့အချိန်မှာတော့ပလင်းနဲ့အရက်ဖြူတွေဟာလည်းတဖြည်းဖြည်းကုန်းသွားပြီးသူတို့နှစ်ယောက်လည်းတဖြည်းဖြည်းနဲ့တတိလွတ်လာခဲ့တယ်ဗျတော်တော်လေးအကြာမှာတော့ရဲရင်တယောက် အပေါ်အရန်သွားကျင်လာခဲ့တာကြောင့်အိရာကနေနိုးလာခဲ့တယ်ဗျ။ဒါနဲ့ပဲရရင်လည်းအချင်းမိုးရုံနဲ့ထားရက်လိုက်ပြီ ပပလဲကိုကြည့်လိုက်တယ်ပြ။အိမ်သားအိမ်ရောက်မှရှိနေတာကြောင့်စင်ပြီးသွားဖို့ပြင်းတာကြောင့်ဝရဏာအဘွားကနေပဲအောက်ကိုပေါက်ချဖို့ပြင်းနေခဲ့တယ်ပြ။ဟာဟေးအောင်ရရင်မင်းဘာလုပ်မလို့လဲ။လူကြီးတွေကဒီလိုညဘက်ဒီမှာအိမ်မောကနေအခုလိုမျိုးမစင်စွန်းတာတို့အပေါ်သွားတာတို့ရှိရင်ကန်းစုံမှုတွေနဲ့ကြုံရတယ်လို့ပြောတာကြားဘူးတယ်ကွာ။မလို့ဆက်မှနဲ့ကွာနော်။ဒါပေမဲ့ရရင်ကမြို့အောင်ရဲ့စကားကိုဂရုမစိုက်ပဲမှောင်မဲနေတဲ့အိမ်ရောက်ကိုအပေါ်ကနေပဲ သူ့ရဲ့အငြိအကြီးတွေကိုစွန့်ထုတ်လိုက်တယ်ဗျသူအပေါ်သွားနေရင်စိတ်သက်သာရရသွားလို့တပြင်းချလိုက်တဲ့အချိန်မှာပဲအင်းရောက်ကနေထူးဆန်းတဲ့အတန်းနေရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီအတန်းဟာပူလောင်နေတဲ့အရာတစ်ခုပေါ်ကိုရေလောင်းချလိုက်တယ်လို့ရှဲဆိုတဲ့အတန်းမျိုးဖြစ်ပြီးအဲ့နောက်မှာတော့ခြောက်ကန့်နေတဲ့လေချောင်းတန်နဲ့ဒေါသတကြီးအော်ဟစ်လိုက်တဲ့အတန်းတွေပါတစက်ထဲထွက်ပေါ်လာခဲ့ပါတယ်ရရင်တယောက်ထိတ်လန့်သွားပြီးချက်ချင်းမဲ့ကြက်သိမ်းမွှင်းကြီးနေထလာခဲ့တယ်ဗျာ သူအပေါ်သွားတော့ရက်ပြီးနားဆွင့်လိုက်ပြီမယ်အရက်မူးနေတဲ့အချိန်ကြောင့်ဘာမှအသေးစားမှတွေးနိုင်တော့ပဲပေါလက်စာအရာကိုဆက်ပေါက်ပြီးမြို့အောင်ရဲ့ဘေးမှာပုံမှန်အတိုင်းဝင်းအိတ်လိုက်တယ်ဗျမနဲ့မုန်းလင်းတော့မြို့အောင်ကအရင်နှိုးလာပြီးကိုကိုလေးအိတ်နေတဲ့ရဲရင်ကိုနှိုးခဲ့လိုက်ပါတယ်ရဲရင်တယောက်မူးနှောင်းနှောင်းနဲ့မျက်လုံးဖွင့်လာခဲ့ပြီးသူတို့နှစ်ယောက်ရွာထဲမှာလှုပ်သွားလို့ဖို့အတွက်အိတ်ရကထားခဲ့လိုက်ကြတယ်ဗျဒါပေမဲ့အိမ်မောကအစင်းကနေမှာရဲရင်ကအိမ်ရောက်ကနေထူးဆန်းတဲ့အနံ့တစ်ခုကိုရခဲ့လိုက်ပါတယ် အရာကစိုးစိုးနေတဲ့မြေကြီးနဲ့နဲ့ရောထွေးနေတဲ့တွင်းညင်နှံ့လို့ရောရှက်နေတဲ့အနံ့မျိုးပါအဲ့အနံ့ကပြုတ်ဝန်ချင်းစရာဖြစ်နေပြီမဲ့ရရင်တယောက်အနံ့ကိုတက်ကယူမဆိုင်ပဲအနိနာမှာတေဆုံးနေတဲ့သွေးဆံအကုံတကောင်ရဲ့အနံ့ဖြစ်လိမ့်မယ်လို့သာထင်ခဲ့လိုက်တယ်ပြအဲ့ဒီတနေ့လုံးရရင်ဟာထူးဆန်းတဲ့ခံစားချက်တွေကိုခံစားနေကြရပါတယ်။အဲ့ဒါကတော့သူ့ကိုအမောင်ရိတ်ထဲကနေတစုံတစ်ယောက်က စူးစက်ကြည့်နေတယ်လို့မျိုးခံစားနေရတာပါညာဘက်အိတ်ပြောနေတဲ့အချိန်ဒီမှာလဲတစုံတစ်ယောက်ကသူ့ပဒင်းပေါအောက်မှာမတ်တပ်ရက်နေတယ်လို့မျိုးခံစားနေရပြန်ပါတယ်ဒီလိုနဲ့ကြောက်ရွံ့မှုတွေကရရင်ရဲ့စိတ်ထဲမှာတဖြည်းဖြည်းချင်းကြီးထွားလာခဲ့ပြီး သူဟာညညဆိုအိတ်လို့မရပဲတညာလုံးအပြင်ကလေတိုက်တန်ကိုသာနားထောင်ရင်းမိုးလင်းတဲ့အထိမအိတ်ဖဲနေနေခဲ့ရတယ်ဗျတခါတရံအချိန်ဒီမှာလဲပဒင်းပေါအပြင်ဘက်ကနေလူအရိပ်လိုလိုလှုပ်ရှားနေတာကိုမြင်ရတတ်ပါတယ် ဒါပေမဲ့အသေးချာကြည့်လိုက်တဲ့အခါမှာတော့ဘာမှရှိပဲမှောင်မှိုက်မှုနဲ့တိတ်ဆိတ်မှုတွေသာရှိနေခဲ့တယ်ဗျဒီလိုနဲ့တစ်နေ့လုံးရင်းရင်းတယောက်ထိတ်လန့်နေခဲ့တာကြောင့်နောက်ဆုံးမှာတော့စိတ်တွေကိုသူ့လုံးဝမထိန်းချုပ်နိုင်တော့ပါဘူးနောက်တစ်နေ့ညနေရွာထဲကအလုပ်တွေပြီးတဲ့အခါရင်းလိုတငယ်ချင်းနှစ်ယောက်သားအိရှိယခုံမှာထိုင်နာနေကြပါတယ်ပတ်ဝန်းကျင်ကအရင်နေ့တွေထက်ပိုပြီးတိတ်ဆိတ်နေပြီးရင်းရင်းကလည်းတိတိတတကိုစိတ်သက်ကြကငေးမှိုင်လို့နေခဲ့တယ်ဗျမင်းဘာဖြစ်နေရလဲကွာ မနဲ့ကလေးကတမိုင်းမိုင်းနဲ့ငါလည်းမသိတော့ပါဘူးကွာအဲ့ရောင်မျောဟိုဟိုနေညငါစီးသွားတော့ထူးဆန်းတဲ့အတန်နဲ့မင်းကြားလိုက်မိသလားထူးဆန်းတဲ့အတန်ဟဟလားငါတော့ဘာမှကြားမိပါဘူးမင်းဘာတွေကြားလိုက်လို့လဲငါလည်းအသေးချာတော့မသိဘူးကွာရင်နှွေးနဲ့လောင်းလိုက်တယ်လို့အတန်မျိုးနဲ့ခြောက်ကန်နေတဲ့လေချောင်းတန်လို့အတန်မျိုးလည်းကြားလိုက်ရတယ်တိတ်တော်မကျဲပေမဲ့အတန်ကတော်တော်လေးကိုကြောက်စရာကောင်းနေကွာမင်းအဲ့ဒီအပေါ်သွားတဲ့နေဟာအဲ့ဒီအောက်မှာဘာမှရှိဘူးဆိုတာသိကြလား ။ငါလည်းကြည့်ပါသေးတယ်။ဘာမှမရှိဘူးကွာ။အဲဒီစကားကိုကြားတော့မြို့အောင်ရဲ့မျက်နှာကချက်ချင်းပြောင်းလဲသွားပြီးတန်တရားဖြစ်နေရကနေကြောက်ရွံ့မှုအဖြစ်ကိုတိတိတတ်တာပြောင်းလဲသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ရဲရဲစကားတွေကရွာထဲမှာသူတို့ငငယ်ကလေးကကြားဘူးခဲ့တဲ့ရှေးဟောင်းယုံကြည်မှုတစ်ခုကိုပြန်လည်နှိုးဆွလိုက်လို့ပါပဲ။အဲယုံကြည်မှုကတော့ညဘက်မှာအိန္ဒိယကျမ်းမြေအောက်ကနေရာတွေဟာလွတ်နေတာမဟုတ်ပဲအဲဒါကလမ်းတလားနေတဲ့ဝိညာဉ်တွေ ဆွေမျိုးမရှိတဲ့တရေတွေအတွက်နားခူရနေရဖြစ်တယ်ဆိုတဲ့ယုံကြည်မှုပါပဲအဲ့ဒီညာတဖြည်းဖြည်းကုံဆုံးခဲ့ပြီးသူတို့ငွေချင်းနှစ်ယောက်လည်းကြောက်ရွံ့မှုတွေနဲ့အတူအိတ်ဆက်ခဲကြရပါတယ်ဒီလိုနဲ့အိတ်နေချင်းညတကောင်ရဲ့အချိန်မှာတော့တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်မှာကြောက်ချရာအတန်တစ်ခုထွက်ပေါ်လာခဲ့တယ်ပြအဲ့အတန်ကတော့တစုံတစ်ယောက်ကလက်သက်အရှိကြီးတွေနဲ့ကျမ်းမြေကိုဆွဲချနေတယ်လို့အတန်မျိုးဖြစ်ပြီးတနင်္လာထဲမှာရက်နေတာမျိုးမဟုတ်ပဲအတန်းကတဖြည်းဖြည်းချင်းအပေါ်တက်ကိုတက်လာတဲ့လေကားစီကိုတွားနေခဲ့ပါတယ် ရရင်တို့နှစ်ယောက်လည်းမှောင်မဲနေတဲ့လေကားထိပ်ကိုစူးစိုက်ကြည့်နေကြပြီးနောက်ဆုံးမှာတော့သပင်းတွေဖြူဖွေးနေတဲ့ခေါင်းတစ်ခုကလေကားထိပ်ကနေတဖြည်းဖြည်းချင်းတက်လာခဲ့တယ်ဗျပြီးတော့ဆုတ်ပြနေတဲ့အဝယ်စားတွေနဲ့အဖွားကြီးတယောက်ရဲ့ခန္ဓာကိုယ်ကပေါ်လာပြီးသူ့ရဲ့မျက်လုံးတွေနဲ့ရဲရဲတွေနဲ့ရရင်ကိုစိုက်ကြည့်နေခဲ့ပါတယ်သူမရဲ့ခေါင်းပေါ်မှာတော့အပူလောင်ထားသလိုအကွက်လိုက်ဖြစ်နေတဲ့အနာတွေလည်းရှိနေခဲ့တယ်ဗျရရင်တယောက်အလိုအမင်းလန့်ဖြန့်သွားပြီးလက်ထဲမှာကျန်းနေတဲ့အရက်ဖြူပလင်းကို အဲ့ဒီအဖွားကြီးရဲ့ခန္ဓာကိုယ်စီကိုအားကုန်လွှဲပစ်ခဲ့လိုက်ပြီခင်အဖွားကြီးကကြောက်ချက်ကောင်းတဲ့ပုံစံနဲ့ပြုံးလိုက်ပြီးလူသားတယောက်ရဲ့အင်အားထက်အစာများစွာကြီးမားတဲ့အားနဲ့ရဲရင်ကိုဝင်ပြီးတိုက်ခိုက်ပါလို့လေရဲရင်ကြောက်လန့်တကြားရုတ်ကန်ခဲ့ပေမဲ့အဖွားကြီးကိုမနိုင်ဘူးဖြစ်နေခဲ့လိမ့်ခင်အဖွားကြီးကရဲရင်ကိုကြမ်းပြင်ပေါ်မှာလှည့်ချလိုက်ပြီးသူ့ရဲ့မျက်လုံးတွေကိုစိုက်ကြည့်ကပါဇက်ကိုအခြေကြီးဟခဲ့လိုက်ပါတယ်ပြီးတော့သူမရဲ့ဆေးကန်နေပြီးအနက်ရောင်တန်းနေတဲ့တွင်းညင်နဲ့ပြင်းတဲ့အရေးတွေကိုရဲရင်ရဲ့ပါဇက်သေးကိုလောင်းထည့်တော်တယ်ဗျာ အရေးတွေအကုန်လုံးရင်းရဲ့ပါဇာထက်ရောက်သွားတဲ့အခါမှာတော့အဖွားကြီးရဲ့ခန္ဓာကိုယ်ကပြင်းထန်စွာတုန်ရှင်လာခဲ့ပြီးမြို့ဝိုင်းမျက်စိရှိမှတည်းအလင်းအမြန်ပိန်ချုံ၆ကပ်တော့ကအယိုးကြောင့်တစ်ခုလိုဖြစ်သွားပါတော့တယ်မြို့အောင်တယောက်ကတော့အသက်လူပြီးအိမ်မောကနေဆင်းပြေးသွားခဲ့ပြီးရွာထဲကလူတွေကိုအကူအညီသွားခေါ်ပါတော့တယ်ရွာသားတွေပြန်လျှောက်လာတဲ့အခါမှာတော့ရဲရင်တယောက်ခုံမမမိတ်လဲနေပြီးသူ့ဘေးမှာတော့အမိမတိအဖွားကြီးတယောက်ရဲ့၆ကပ်နေတဲ့အလောင်းတစ်ခုလဲကျနေတာကိုတွေ့လိုက်ရပါတယ် လူတိုင်းဟာလည်းဒီအဖြစ်ဆိုးကြီးကဒီလောက်နဲ့ပဲပြီးဆုံးသွားပြီအထင်နဲ့ဝမ်းသာနေခဲ့ကြတော့တယ်ဗျ။အန်နီကစပြီးရရင်တယောက်လုံးဝပြောင်းလဲသွားခဲ့ပါတော့လေ။သူကတိတ်ဆိတ်ငြိမ်သက်လာပြီးဘသူနဲ့မှမပေါင်းတင်တော့ပဲတယောက်တည်းနေနေခဲ့တယ်ဗျ။သူ့ခန္ဓာကိုယ်ကနေလေတွင်းညီနှံ့တွေအမြဲတမ်းလိုလိုထွက်နေခဲ့ပါတယ်။နေဘက်ဒီမှာတော့ရရင်ဟာအိမ်ထဲမှာပဲပုံအောင်နေပြီးညဘက်ရောက်တာနဲ့စာလောင်မှုကိုဘလို့မှထိန်းချုပ်လို့မရတာကြောင့်အပြင်ထွက်ခါ တရိษံအသေးကောင်တွေဒါမှမဟုတ်တွင်းညင်နဲ့ရတဲ့အရာတွေကိုရှာဖွေစားတော့ရပါတယ်။ရဲချင်းဟာအဲ့ဒီအဖွားကြီးရဲ့လက်ချက်နဲ့မတည်ဆုံးခဲ့ပေမဲ့သူမရဲ့ကြောက်မဖွဲကောင်းတဲ့အမွေကိုစက်ခံခဲ့ရတာဖြစ်တယ်ဗျ။အခုဆိုရဲချင်းဟာဒီရွာရဲ့နောက်ထပ်ကြောက်မဖွဲတတ္တဝါတစ်ကောင်ဖြစ်သွားခဲ့ပါပြီ။မြို့အောင်ကတော့အဲ့ကြောက်ရှာဖြစ်ရတွေဖြစ်ခဲ့တဲ့ညအစပြီးရက်ပေါင်းများစွာဖြားနာခဲ့ပါတယ်။မြို့အောင်ရဲ့အိမ်မက်တိုင်းမှာအဖွားကြီးရဲ့ပုံရိပ်နဲ့ ရရင်ရဲ့မျောလင်းချက်ကင်းမဲ့နေတဲ့မျက်နှာကိုအမြဲမြင်အောင်နေခဲ့တော်တယ်ဗျမြို့အောင်ဟာအဖြစ်မှန်အားလုံးကိုဘသူ့ကိုမှမပြောပြရဲပဲရရင်ယူသွားပြီးတောနဲ့ထဲကိုထွက်ပြေးသွားတယ်လို့ပဲရွာသားတွေကပြောပြခဲ့ပါတယ်အဲ့ဒီအစပြီးရရင်ကိုဘသူ့မှပြန်မတွေ့တော့ပါဘူးရတရပတ်များစွာကြာပြီးတဲ့နောက်မှာတော့ရွာလေးဟာပုံမှန်အတိုင်းငြိမ်သက်သွားခဲ့တော်တယ်ဗျ။ဒါပေမဲ့မျိုးအောင်အတွက်တော့အိမ်မက်ဆိုးတွေကအခုမှစတင်နေတာပါ။ နှစ်ရက်သုံးရက်ခြားတစ်ခါမြို့အောင်ဟာညဘက်ဒီမှာအိယာထပြီးအသားစိမ်း၅စိမ်းနေနဲ့လက်ဆက်တဲ့အသားတွေကိုငပြောဘက်ဘန်းတစ်ခုထဲမှာထည့်ပြီးရင်းရဲအိမ်အောင်အနောက်ဖက်တောဆက်ကိုလမ်းလျှောက်သွားလေရှိပါတယ်။ဒီညလည်းအဲ့ဒီအတိုင်းပါပဲ။မိန်ပြပြအလင်းရောင်အောင်မှာမြို့အောင်ကငါပြောဖက်ဘန်းကိုစိုးစွနေတဲ့မြေကြီးပေါ်ချလိုက်ပြီးဒူးထောက်ကလက်ဥချီလေးရဲ့အမောင်တုတဲကိုရှစ်ခိုးနေခဲ့ပါတယ်။ဟေးအောင်တငယ်ချင်းငါမင်းအတွက်အစားအစာတွေယူလာခဲ့ပြီ။စားလိုက်အောင်ကွာ။ ရွာထဲကိုတော့မဝင်ပါနဲ့တော့ဘသူ့အမလည်းထပ်ပြီးဒုက္ခမှပေးပါနဲ့ငါမင်းကိုတောင်းပန်ပါလေကွာအဲ့နောက်မျိုးအောင်ဟာနောက်ကိုလှည့်မကြည့်တော့ပဲတောတွေကနေအလင်းအမြန်ထွက်လာခဲ့ပါတော့တယ်ဘာလို့လဲဆိုတော့သူ့တငယ်ချင်းရဲ့လူသားမဟုတ်တော့တဲ့ကြောက်မဖွယ်ပုံစံကိုမမြင်ရဲတော့လို့ပါအိမ်ပြန်ရောက်လို့မျိုးအောင်တယောက်အိမ်လီကားပေါ်ကိုတက်ခါနှီးမှပဲသူ့နောက်ကအမောင်ကြီးတစ်ယောက်နေတခုခုလှုပ်ရှားနေတဲ့အတန်းကိုကြားလိုက်ရတယ်ဗျာ အရာကအခြေတံမဟုတ်ပဲစွတ်စွတ်တဲ့အရာတွေကိုတစုပ်စုပ်စွတ်ပြီးစားနေသလိုအတန်မျိုးပါပဲရုတ်တရက်အဲ့ဒီအတန်တွေကရက်တန့်သွားပြီး၆ကက်ခါ၆ဆရာကောင်းတဲ့တီတို့အတန်တစ်ခုကမောင်ရိပ်ထင်းကနေထွက်ပေါ်လာခဲ့ပါတယ်အရာကသူ့ရဲ့ရင်းနှီးခဲ့တဲ့အတန်မျိုးဖြစ်ပြီးမယ်အခုတော့ဘယ်တော့မှမကုံဆိုးနိုင်တဲ့စားလောင်မှုတွေနဲ့ပြည့်နှက်နေခဲ့တယ်ဗျမျိုးအောင်ငါစားလို့မဝသေးဘူးမျိုးအောင်ဟာကြောက်ရွံ့မှုနဲ့ပြုံးလင်းချက်ကင်းမဲ့စွာနဲ့မြေပြင်ပေါ်ထိုင်ချလိုက်ပြီး သူ့တကူလုံးလဲကြောက်လန့်တုံရင်နေခဲ့ပါတယ်။မြို့အောင်အဲ့ဒီညမှာအသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့ဒီဖြစ်ရဆိုးကြီးကအဆုံးမတတ်သေးပဲသူ့ရဲ့ဘဝတစ်လျှောက်လုံးထမ်းဖို့တွားရမယ်။ဝင်းတို့ဝင်းမိုးရဲ့အဆသာဖြစ်တဲ့ဆိုတော့ကိုသူနားလေတွားခဲ့တော်တယ်ဗျ။အဲ့ဒါကတော့နတ်ဆိုးအဖြစ်ပြောင်းလဲသွားတယ်သူ့တငယ်ချင်းအတူအဆအဆတွေရှာဖွေကျွေးမှုရမယ်တာဝန်နဲ့တစ်ချိန်ချင်းမှာသူပြင်ဆင်ပေးတဲ့အဆအဆတွေမလုံလောက်တော့မှကိုစိုးထိတ်စွာကြောက်ရွံ့နေရမယ်ဘဝပါပဲ။ဟုတ်ကဲ့ဇလန်းလေးကောဒီလောက်ပါပဲခင်ဗျာ။ ားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ